တာလီကြပါဒီကနေ့နိုဝင်ဘာလ6ရက်နေ့နရဇရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမဟန္နာက တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်58နှစ်မြောက်မွေးနေ့ကိုပြည်တွင်းပြည်ပရောက်ရခိုင်လူငယ်တွေက စုတောင်းစကားပြောဆိုနေကြတဲ့သတင်းရခိုင်ရေပိုင်နယ်မှာဆယ်ရက်အတွင်း၅ခုဖန်တဲ့ဘင်္ဂလားဒေ့ရှ်၅ဖန်သမား၁၈ယောက်ကိုအေအေဖန်ဆီးတဲ့တဲ့တင် အကြမ်းဖက်စစ်တပ်ကကြောက်ဖြူမှာရှိတဲ့အမှတ်30နဲ့ရဲတပ်ရင်းကိုစစ်အင်အား300လောင်းနဲ့လက်နက်ခဲယမ်းတွေထပ်မံဖြည့်တင်းတဲ့တွင်တွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တွင်တွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်။အာရခတ်တပ်တော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်58နှစ်မြောက်မွေးနေ့ကိုပြည်တွင်းပြည်ပရောက်ရခိုင်လူငယ်တွေကစုတောင်းစကားပြောဆိုနေကြပါတယ်။ မနက်ဖြန်မှာကြာရောက်မဲ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ဟာဆိုရင်ရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့48နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ဒီမွေးနေ့အထိမ်အမတ်အဖြစ်ရှေ့တန်းစစ်မြေပြင်တွေကနေပြည်ရင်းပြည်ပကပြည်သူတွေစီကစုတောင်းစကားတန်းတွေပြောဆိုနေကြပါတယ်။ စေတနာအာရခပြည်သူအကျိုးပြုစည်းကမ်းကမတ်မျိုးခင်ထေးကဗိုလ်ချုပ်အားအာရခပြည်သူတရက်လုံးအတွက်အလင်းတန်းကိုဆွမ်းဆောင်နိုင်တဲ့နေမင်းကြီးဆိုပြီးတင်စားခဲ့ပြီးအနာဂတ်ရည်မှန်းချက်များအောင်မြင်ပါစေကြောင်းဆုတောင်းခဲ့ပါတယ်။ Happy Birthday ပါဗိုလ်ချုပ်အဖပါရီအတွက်အာရခပြည်သူတရက်လုံးအတွက်အလုံးတန်းကိုဆွမ်းဆောင်နိုင်ပါတယ်။နေမုန်းကြီးဖိုက်ပါတယ်ဗိုလ်ချုပ်။ ဒီနေ့နဝမ်ဘာလခနိုင်တဲ့နေ့မှာကြာတော့တဲ့လစ်စီခနိုင်တဲ့မွေးနေ့မှာကျမ်းမာပါစီတက်ကြော်တာကြော်ရပါစီဝှရှော့တမဲထားတဲ့ရှမဲထားတဲ့လမ်းစဉ်ဒီရီထားတဲ့အရာဒီအလုံးအောင်မောင်ပြိမာပါစီလို့ဆုတောင်းမိုက်တာပို့တာပါတယ်ဝှရှော့အကြံရောဓမျိုးသားလောအတွက်ခိုင်မာတဲ့အမျိုးသားတွေလမ်းစဉ်နဲ့ရှောင်းလိုက်နေတဲ့ဝှရှော့ကျမ်းမာပါစီ သူတပတ်လက်အောက်မှာနှစ်ပေါ်များသောရန်ခွန်ပြနေခဲ့တဲ့အာရခပြည်သူလူထုတွေကိုမိထွေမုံတွေနဲ့အတူခေလုံခေါင်းတွေနဲ့အတူအမရန်ဆွန်အကောင့်အထည်ဖွင့်နိုင်ပါစေလို့ဆုတောင်းမိတာပို့သပါတယ်ဘူရှော့ဂျပန်နိုင်ငံကိုရောက်နေတဲ့ကိုတန်းရွှေမောင်ကလည်းရခိတလန်းစင်ကိုအလေးပေးဆုတောင်းခဲ့ပြီးခေပညာတွေနဲ့အသိပညာအသက်ပညာရှင်တွေကိုထုစစ်မွေးထုတ်နိုင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေလို့မျှော်လင့်ချက်နဲ့ဆုတောင်းစကားပြောဆိုထားပါတယ်ကာရဝဘာအင်းဒီ အရခတ်တမျိုးသားလုံးရိအာခိုထိုက်ပါတော့အရကန်အာမင်ခိုအရခတ်တတော်ကတမ်မူရှော့ယူအလီပါတီအဖွဲ့ချုပ်အခုထထောင်းမြေနိုင်40ခန်းနိုင်မွင်းနှင်းမှအရခတ်တမျိုးသားလုံးဤမဲ့ရဂီဒါလန်ဆိုင်အရလက်လက်တော့တရာမြတ်သားတို့တုတ်တဲ့အောင်မန်တို့ခိုက်ပညာတန်တိနာအသိပညာအတတ်ပညာရှင်တိကိုသူစုံမွေးထောင်းနိုင်တော့ခေါင်းဆောင်တို့ခေါင်းဆောင်ကောင်းတယောက် ဖိတ်ပါစေလို့ကျွန်တော်ရန်တွဲကစူတောင်းစကားနဲ့ဝင်းနေလက်ဆောင်ပြပ်ပါရီတမ်းမှုရှုပ်ချမ်းမာပါစေဘိုးချုပ်ထွန်မြတ်နိုင်58နှစ်ပြည့်မွေးနေ့ကိုပြည်ရင်းပြည်ပရောက်ရှိနေတဲ့ရခိုင်တမျိုးသားလုံးကိုစားစူတောင်းစကားတန်တွေကတချို့ကိုဖော်ပြပေးခဲ့တာဖြစ်ပါတယ် ဗိုလ်ချုပ်ထွန်မြတ်နိုင်ဟာ1988ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာအဖဥရွှေမြအောင်အမိတော်မြတန်တို့ကရခိုင်ပြည်စစ်တွေမြို့ဘောင်းတွတ်သားစုရက်ကွက်မှာမွေးဖွားခဲ့သူဖြစ်ပါတယ်။ဗိုလ်ချုပ်ထွန်မြတ်နိုင်က2009ခုနှစ်ဧပြီ10ရက်နေ့မှာရဲဘော်26ရောင်နဲ့အာရခတပ်တော် ULAAA ကိုကချင်ပြည်နယ်မှာစတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။လက်ရှိအချိန်မှာဗိုလ်ချုပ်ထွန်မြတ်နိုင်ဦးဆောင်တဲ့အာရခတပ်တော်ဟာရခိုင်ပြည်ကမြို့နယ်14ခုနဲ့ချင်းပြည်နယ်ပလောဝမြို့ကိုလည်း တိမ့်ပိုက်ထိန်ချုပ်ထားနိုင်ပြီလဲဖြစ်ပါတယ်ရခိုင်ရေပိုင်နက်မှာ10ရက်အတွင်းငါးခိုးဖန်းနဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်းသမား18ယောက်ကိုအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ကမ်းခြေဆောင်တပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ မောင်တော်မြို့နယ်ရခိုင်ရေပိုင်နယ်အတွင်းကျူးကျော်ဝင်ရောက်ငါခိုဖန်နဲ့ဘင်္ဂလားဒေ့ရှ်ငါဖန်သမား6ဦးကိုနိုဝင်ဘာ9ရက်ညနေ3နာရီခွဲခန့်မှာဖမ်းမိခဲ့တယ်လို့ APN သတင်းမှာဖော်ပြထားပါတယ်။ငါဖန်သမား6ဦးဟာဆက်လီတစည်းနဲ့ဝင်ရောက်ငါခိုဖန်စဉ်ဆက်ပြက်ပြီးမောင်တော်မြို့နယ်အလဲတန်ကျော်ချောင်းဝကန်ဆက်မှာကြောက်ချရက်တန့်ထားချိန်မှာ AA ရဲ့ကန်းချီဆောင်တပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ်ဘင်္ဂလားဒေ့ရှ်နိုင်ငံတက္ကနကျွန်းဘက်ကနေမောင်တော်မြို့နယ်ရှိရခိုင်ရေပိုင်နယ်အတွင်းဝင်ရောက်ငါခိုးဖမ်းတဲ့ငါဖမ်းသမား9ဦးကိုအော်တိုဘာ29ရက်ညနေပိုင်းမှာအေအေကဖမ်းဆီးရမိခဲ့ပါတယ်။ မောင်တော်မြို့နယ်ရှိရခိုင်ရေပိုင်နယ်အတွင်းငါးခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား၄ဦးကိုလည်းအော်တိုဘာ28ရက်မနက်ပိုင်းမှာအေအေကဖမ်းမိရခဲ့ပြီးလက်ရှိမှာဖမ်းဆီးရမိတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများကိုဥပဒေနဲ့အညီဆောင်ရွက်နိုင်ရန်အေအေကထိန်းသိမ်းစစ်ဆေးနေတယ်လို့သိရပါတယ်ရှင်။ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ဂုံးချွန်တိုက်နယ်မှာရှိတဲ့အကျန်းဖက်စစ်တပ်ရဲ့အမှတ်30နှစ်ရဲတပ်ရင်းကိုစစ်အင်အား300လောက်နဲ့လက်နက်ခဲယမ်းတွေကိုထပ်မံဖြည့်တင်လိုက်တယ်လို့သိရပါဗျ။နိုဝင်ဘာ၂ရက်နေ့ကနေဗီကနေတဆင့်ကြောက်ဖြူမျိုးအမှတ်၁ဖောင်တော်စိတ်ကန်းကိုတင်ပြီးကားနဲ့ပို့ဆောင်ပြီးတော့ထပ်မံဖြည့်တင်ခဲ့တာလို့မြို့ကန်တယောက်ကနေရီစရာကိုပြောပါရတယ်။ လက်နက်ခဲယမ်းတွေကိုအင်စီကားတွေနဲ့တင်တယ်စစ်သားအင်အားတွေကိုကားအကြီးကြီးတွေနဲ့တင်တာတွေ့တယ်ဥတီသွားတာကရဲတပ်ရင်30နှစ်ကိုသွားတာလို့ပြောပါတယ်လက်ရှိကြောက်ဖြူမှာအာရခတ်တပ်တော်အေအေနဲ့အကျန်းဖက်စစ်တပ်တို့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းအကျန်းဖက်စစ်သားတွေတပ်ရင်လိုက်သိမ်းဆုံးမှုတွေရှိနေတယ်လို့တိုက်ပွဲတွေမှာအကြအဆုံများလာတဲ့အတွက်အကျန်းဖက်စစ်တပ်ကအခုလိုအင်အားဖြည့်တင်းနေရတာလို့မြေပြင်သတင်းရင်းမြစ်တစ်ယောက်ကနရဇရာကိုပြောပါတယ် လက်ရှိတိုက်ပွဲတွေမှာရဲတပ်ရင်30နှစ်ကစုဖွဲ့ထားတဲ့စစ်ကြောင်းကအင်အား300ခန့်နဲ့တိုင်းချောင်းကျွရဘက်ကိုဥတီစစ်ကြောင်းထိုးလာတာကြောင့်အေအေနဲ့အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါဗျ။အမှတ်30နှစ်ရဲတပ်ရင်အနီကပြိုင်းစိတ်ကမင်းတက်တောင်းနှံဖဲတောင်းလက်ခမော်ဘတ်တို့မှနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းတွေကလက်နက်အင်အားလူအင်အားတွေနဲ့အေအေကိုထိုးစစ်ဆင်ရာကနေဂေါ်တူတောင်ကျွေးရွာ ကလဘာတိုက်ချောင်းအထိတိုက်ပွဲနယ်မြေ area ကျယ်ပြန့်လာတယ်လို့သိရှိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ပြည်တွင်းသတင်းသဘောအနေနဲ့အကြံဖက်ရေတက်က9ရက်ကြာပင်လယ်ပြင်စစ်ရေးလေ့ကျင့်မဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ အတန်းဖက်ရီတက်ကကပ်ပလီပင်လယ်မြောက်ပိုင်းမြိတ်မြို့အနောက်ဘက်ပင်လယ်ပြင်မှာ9ရက်ကြာစစ်ရေးလေ့ကျင့်မယ်လို့သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ10ရက်ကနေ14ရက်အထိရေပြင်ဝေဟင်းရေအောက်စစ်လက်နက်ပစ်ခတ်မှုလေ့ကျင့်ခန်းတွေကိုပြုလုပ်သွားမယ်လို့နိုဝင်ဘာ9ရက်ထုတ်စစ်ကော်မရှင်ရဲ့သတင်းစာရီမှာထည့်သွင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီစစ်ရေးလေ့ကျင့်ရေးလုပ်မဲ့နေရာဟာရေမိုင်60ပတ်လည်အကျယ်အဝန်းရှိပြီးလေ့ကျင့်ရေး area ဟာကပူစာကျောအနောက်ဘက်10မိုင်အကွာကနေစမယ်လို့သိရပါဗျ။လေ့ကျင့်ရေးပြုလုပ်နေချိန်အဲ့ဒီ area ကနေ9မိုင်ပတ်လည်မှာတင်မောတွေဆက်လေတွေငါဖန်တင်မောတွေစစ်တပ်တမန်တွေ ဖြတ်တန်းသွားလာတာရက်နာထားတာငါဖန်ပစ္စည်းချထားတာတွေမရှိစေဖို့နဲ့လေရင်ရဟတ်ရင်တွေအထက်အမြင့်ပေတပေါင်းခွဲအောက်ကဖြတ်ကျော်ပြန်တန်းတာမပြုကြဖို့လဲစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့အမေရိကန်ကင်တက်ဂီပြည်နယ်လေစိတ်အနီးကုန်တင်လေရင်ပြတ်ကျပြီးနောက်အ ਨੇ ဆုံးလူခဏဦးသိမ်းဆုံးတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ကုန်တင်လေရင်တစ်စီးဟာအင်ကာနေကကင်တက်ဂီပြည်နယ်လူးဝစ်ဘီအပီဘီဆိုင်ရာလေစိတ်ကနေပြန်တက်ပြီးမကြာမီမှာပြတ်ကျခဲ့ကလေစိတ်အနီးရှိစီးပွားရေးလုပ်ငန်းတွေကိုဝင်တိုက်မိရာကနေမီးလောင်ပောက်ကွဲသွားပြီးနောက်အ ਨੇ ဆုံးလူခဏဦးသိမ်းဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ AFP သတင်းကဖော်ပြပါဗျာ။ ဟာဝိုင်အီကိုထွက်ခွာလာတဲ့လေယာဉ်ဟာဒေတာဆန်တော်ကျိညနေ9:15အချိန်ကမှပြတ်ကျခဲ့တယ်လို့ American Federal လေကြောင်းစီမံခန့်ခွဲရေးဌာန FAA ကပြောကြားပါရတယ်။ ကင်တက်ကီပြည်နယ်အုပ်ချုပ်ရေးမှူးကတော့တိတ်ဆုံးသူနဲ့ဒဏ်ရာရရှိသူအရေးအတွက်မြင့်တက်လာမယ်လို့မျှော်လင့်ထားတယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ပထမဦးဆုံးအနေနဲ့မီးလောင်မှုကိုငြိမ်းသက်ဖို့နဲ့မီးလောင်ရတဲ့အကြောင်းအရင်းကိုစုံစမ်းစစ်ဆေးမှုကိုဆက်လက်လှုပ်ဆောင်ဖို့ကြိုးစားနေကြတယ်လို့အင်ကာနီညမှာသူ့ရဲ့ Twitter မှာ post ရေးသားခဲ့ပါတယ်။ UPS ကလေရင်ပေါ်မှာ လေရင်အမှုရန်၃ဦးလိုက်ပါလာခဲ့တယ်လို့ကြေညာချက်သက်ဆောင်မှာဖော်ပြထားပါတယ်။ဒေတာကန်ရုပ်တံထုတ်လွှင့်သူတယောက်မျှဝေထားတဲ့ဗီဒီယိုမှာလေရင်ရဲ့ဘယ်ဘက်အင်ဂျင်မီးလောင်နေတာကိုမြင်တွေ့ရပါတယ်။လေရင်ဟာပြန်တက်ပြီးနောက်လေရင်ကွင်းရဲ့တောင်ဘက်၃မိုင်အကွာမှာပြတ်ကျသွားခဲ့တယ်လို့လေစက်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။ နရစရာသတင်းဌာနကနိုင်စင်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားပါမယ်ကျမတို့နရဇရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narizara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရဇရာရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။